Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ညက Arsenal နဲ့ပွဲအပြီးမှာနီးပြအမ်မိုရင်အနေနဲ့အသင်းမှာ Bruno Fernandes ဒီ Bruno Fernandes လို့ကစားသမားတွေအများကြီးလိုအပ်တယ်ဆိုပြီးတော့သူပွဲပြီးတဲ့အခါသူပြောသွားတယ်ပေါ့နော်။ဒါကကျွန်တော်တို့ပရိသတ်တွေအတွက်တော့ဒါတိတ်ပြီးတော့ထူဆန်းတော့မယ့်အရာတော့ဟုတ်မယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့ဘယ်ယာဒီကိုပဲကျွန်တော်ကြည့်လိုက်ကြည့်လိုက်အသင်းတိုင်ပတ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဗျာ။အသင်းအဆင်ပြေနေပါတယ်ဆိုတဲ့အချိန်ပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလို့ လိုအပ်နေတဲ့အချိန်မှာပေါ်လာတာဆိုလို့ Bruno Fernandes တူလောက်ပဲကျွန်တော်ရှိတယ်။အဲ့လိုအနေထားမျိုးမှာအခုဆိုလို့ရှိရင်အသင်းကအရာရာတိုင်ပတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အသင်းကိုဆွဲတင်ပေးထားနိုင်တဲ့ကစားမအဖြစ်တော့မှကျွန်တော်တို့ဒီကမြင်နေကြပြီ။အခုဆိုလို့ရှိရင်သူပြောထားတာကကျွန်တော်ပြောနိုင်တာကတော့ဗောနော်အသင်းမှာ Bruno Fernandes လိုကစားသမားတွေအများကြီးလိုအပ်တယ်ဆိုတာပဲဗောနော်အည်သွေးတွေမကဘူးဗော။အည်ချင်းပိုင်းဘလောက်တော့ Bruno လိုအည်သွေးရှိတဲ့ကစားမဆိုတာတွေမကပဲနဲ့ Carabao ဘိုင်းမှာ Bruno လိုကစားမတွေကိုပါကျွန်တော်လိုအပ်တယ်။ ကာရလီမှာတော့သိတယ်မလားသူတို့ကသူတို့အမှားတွေကျွလွန်ကြတာတွေရှိတယ်ပေါ့နော် သူတို့မှာရှိတဲ့ကစားနိုင်စွမ်းကအင်မတန်ကိုအရေးပါတယ်ပေါ့နော်ဖာနန်ဒက်စ်အနေနဲ့သူတို့ပြင်ပွဲတိုင်းညီပါအသင်းပေါ်မှာကစားပေးနိုင်တာအင်ဂျူရီပြဿနာတွေတိတ်မကြုံပါပဲနဲ့အသင်းပေါ်မှာအမြဲတမ်းညီပါတယ်လို့ကစားနိုင်တာဆိုတော့ဘောလုံးရှိတဲ့အချိန်မှာလည်းသူစီကနေပြီးတော့အန်ဒီရဲ့များတဲ့အချိန်တွေကိုအမြဲတမ်းတွေ့နေရပြီးတော့ဘောလုံးမရှိတဲ့အချိန်မှာလည်းအသင်းအတွက်သူဟာအင်မတန်အရေးပါတဲ့ကစားမတစ်ယောက်ဖြစ်တယ်ပေါ့သူရဲ့ movement တွေနောက်ပြီးလို့ရှိရင်သူရဲ့ပွဲအတွင်းမှာတွေးခေါ်မှုတွေနဲ့ သူ့ရဲ့ action ပိုင်းတွေပေါ့နော်ဘောလုံးပေးပို့မှုပိုင်းဆံရတွေအတင်းပေါ်မှာထိရောက်တဲ့ကစားဟန်တွေနဲ့ဒီတယ်မလားပွဲရဲ့ပေါ့နော်ကျွန်တော်ဒါအဆုံးဖြတ်ကိုပေးနိုင်တဲ့ကစားမတစ်ယောက်ပေါ့ဒီလိုမျိုးကစားမတွေအတင်းမှာအများကြီးလူအပ်တယ်ဆိုပြီးတော့ MOD ကပြောသွားတယ်ဒီနေရာမှာဗျာကျွန်တော်ကဘယ်လိုပြောမလဲဒီဒီ Blue Fernandez လို့ကစားမတွေအများကြီးလူအပ်တယ်ဆိုကျွန်내အည်သွေးပိုင်းကိုကျွန်တော်ခဏထားအောင်အည်သွေးပိုင်းကိုကျွန်တော်ခဏထားအောင်ကစားမတစ်ယောက်ကအတင်းကိုရောက်လာပြီဆိုကြဲကဗျာမင်းကလေအမြဲတမ်းဒီပါဒဏ်ရရနေလို့ကျွန်တော်မဖြစ်ဘူး အခုဆိုလို့ရင်ကျွန်တော်ကြည့်ပြလူရှောတို့ဘာတို့ကိုကျွန်တော်ခြုံကြည့်ရင်လူရှောကတော့သူ့ရဲ့ကစားမဘဝမှာဒီ United ကိုပြောင်းလာခါစားတော့ငါ6ကိုလုံးလုံးကျိုးထွက်သွားတာရောရှိတယ်ဗောနော်အဲ့ဒါမျိုးကြီးကလွဲလို့ရှိရင်အတင်းမှာ10ရာဒီလောက်ရောက်လာတယ်6ရာဒီလောက်ကနားနေရပြီးတော့4ရာဒီလောက်ပဲကစားရတယ်ဆိုတာမျိုးကတကယ်တမ်းတွေးကြည့်ဘယ်လိုမှအဆင်မပြေဘူး နောက်တစ်ခုကအသင်းမှာအဲ့လိုကစားမလေးရှိခဲ့ရဘူးတဲ့ Every Bayern တို့ဘာလို့တကယ်ကောင်းတဲ့ကစားမလေးတွေဖြစ်ပြီမဲ့လို့ injury ပြဿနာတွေအများကြီးကြုံနေအခုဆိုလို့ချင်းကျွန်တော်တို့ကြည့်ပြ Luke Shaw တို့ရှိမယ် Mason Mount တို့ကျွန်တော်ရှိမယ်ကစားရတယ်လို့ကိုကျွန်တော်မရှိဘူးသိရမလားနော်ဒါအပြင် Lisandro Martinez တို့ဘာလို့ Lichar ဆိုလို့ချင်းတော်တော်ကိုအည်သွေးရှိတဲ့ကစားမအသင်းမှာအင်မတန်အားကိုးရတဲ့ကစားမဒါပေမဲ့သူလည်းပဲတရာဒီကိုအင်းဒဏ်ရာကကြုံကိုကြုံနေရတယ်ဆိုတာကတော်တော်ကို အချင်းကြီးမဖြစ်သင့်တာပေါ့နော်လေချာကတော့ကျန်တဲ့ကစားမတွေနဲ့ရှင်နေဆိုလို့ရှိရင်တော့ အင်ဂျူရီပြဿနာရတာနည်းတယ်ပေါ့ဗျာဒါပေမဲ့သူကလည်းတရာဒီကိုဒန်ယာကရကိုရလိုက်ရမှာအဲအဲ့လိုမျိုးပေါ့ဒါအပြင်လစ်ဆန်ရိုမာရီနက်စ်ဒန်ယာရပြီဆိုလို့ရှင်တပွဲနှစ်ပွဲမို့အကြာကြီးလွဲတာဗျာဒီလားအကြာကြီးကျွန်တော်လွဲတာဒါဟာဘလို့မှအသင်းတို့အခြေအနေမကောင်းဘူးဆိုတော့အခုဆိုလို့ရှင်နောက်တန်းကောကွင်းလေကောတိုက်စင်မှာကောအဲ့လိုမျိုးအခြေအနေတွေကျွန်တော်ကြုံနေရတယ်ဆိုတော့ဒါဟာအဆင်မပြေပါဘူးဆိုတော့အနည်းဆုံးတော့အသင်းမှာကျွန်တော်တို့နေပွဲကစားခွင့်ပြီးတယ်မလားအမြဲတမ်းလို့လို့ကျွန်တော်တို့ဒီ ဒီကစားနိုင်မဲ့သူကျွန်တော်တို့လိုတယ်အခုဒီကိုဒါလောက်ကိုကျွန်တော်ကြည့်ကျွန်တော်တို့မကြိုက်ကြဘူးဒါလောက်နဲ့ပတ်သက်လို့ရှိရင်ဒါလောက်ရဲ့ဘောလုံးကစားပိုင်းကစားမှုပိုင်းတွေးခေါ်မှုပိုင်းဘောလုံးမှမကြိုက်ကြဘူးဒါပေမဲ့လို့ win backs မှာเนาะဘယ်သူမှမရှိတဲ့အချိန်မှာ okay ဒါလောက်ကိုရွေးလို့ရတယ်ဆိုတဲ့ပုံစံမျိုးတော့အများအားရှိနေတာပဲဘာလို့လဲဆိုတော့ဒီကောင် injury မှမရတာကျွန်တော်ထားပါတော့ဗျာအမတ်ဒီယာလို့ဘလောက်ကောင်းကောင်းဟုတ်တယ်မလားเนาะအခုရွေးလို့မရဘူးဘာလို့လဲဆိုတော့ injury ပြဿနာကြုံနေရပြီလေဒါကြောင့်အသင်းကဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တိတိကျကျသတိထားပြီးတော့ကင်တွယ်တင့်နေပါတော့ ဒါဒါကြောင့်ဟိုဖာနန်ဒက်စ်တို့ကစားမမျိုးကအရင်ဆုံးတော့ပွဲကြီးဒီအများကြီးကစားပြီးနေမှာအဆင်ပြေမှာအခုမေဆန်မောက်ဗျာသူကရည်ချင်းရှိတဲ့ player တယောက်ပါဒါပေမဲ့လို့သူမကသူမကဘောလုံးကစားဖို့အတွက်မင်းကလည်းဟိုဘယ်လိုပြောမလို့ injury ပြဿနာတွေကြီးကင်းတယ်လို့မှမရှိတာဗျာဒါဆိုရင်အချင်းကြီးကမကောင်းသေးဘူးနောက်တစ်ခုကအည်သွေးပိုင်းမှာအည်သွေးပိုင်းကတော့တော်တော်လေးကိုအစ်တင်းမှာအည်သွေးနည်းတဲ့ကစားမတွေရှားတယ် နော်ဆိုတော့အကြီးတွင်းတဲ့ကစားမတွေရှားတယ်ဖာနန်ဒက်စ်လိုကစားမမျိုးတောင်မှအခြေအနေမကောင်းဘူးဆိုလို့ရှိရင်ဗျအမှန်ကန်ဝေဖန်ခံနေရတာဟာတည်တယ်မလားဘောလုံးတွေကခဏတိုင်းပြတ်တယ်လို့တည်တယ်မလားနော်အာကွင်းထဲမှာလူပိုကြီးလူပဲလို့တည်တယ်မလားနော်ဝေဖန်ခံနေရတဲ့အချိန်ကြီးရှိတယ်ပြဿနာမရှိဘူးဗျာကစားမတယောက်ဆိုတော့ကမင်းချီကျူးတခံရတာကိုကြိုက်ရင်ဝေဖန်ခံရတာလေမင်းမင်းကကြိုက်ဖို့လိုတယ်ဖာနန်ဒက်စ်ကဘယ်တော့မှမဝေဖန်မှုတွေနဲ့ပတ်သက်လို့ရှိရင်ဘာမှပြန်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတုံ့ပြန်လို့မရှိဘူးသူ့အတူကွင်းထဲမှာလှုပ်တဲ့အချိန်လှုပ်တယ်လှုပ်ပြတဲ့အချိန်လှုပ်ပြတယ် အမှန်တကယ်ပွဲတိုင်းနှိပါပေါင်ကစားရတယ်။ခေါင်းဆောင်လက်ပတ်နဲ့အသင်းပေါ်မှာအခက်ခဲနေပါတယ်ဆိုတဲ့အချိန်မှာဝင်ကစားပေးနိုင်တယ်။ဒါမျိုးကစားမတွေကိုကျွန်တော်လူတာ။နော်ကပတိန်တယောက်ဆိုတာကခေါင်းဆောင်ပတ်ထားမှအည်သွေးပေါ်လွင်တာမဟုတ်ဘူးဗျာ။ဟုတ်တယ်မလားနော်ခေါင်းဆောင်ပတ်ထားမှအည်သွေးပေါ်နေတာမဟုတ်ဘူး။ဟယ်ဒီမကွိုင်းရလက်ပတ်ပတ်နေတော့ငါဆိုလို့ရှိရင်ဘယ်ကစားမားတွေကခေါင်းဆောင်ပြန်ဆိုင်ရာအည်သွေးနဲ့ပတ်သက်ပြည့်ဝတယ်လေကျွန်တော်တို့ကောင်းကောင်းတွေးခဲ့ကြတာပဲဒါကြောင့်အသင်းအနေနဲ့အမ်မိုရင်ပြောသလိုပဲဘရူနိုဖာနန်ဒက်စ်လိုမျိုး ်သူတို့ဒါ injury ပြဿနာတွေနေပြီးတော့ပွဲတိုင်းနီးပါးကစားပေးနိုင်မယ့်ကစားမားတွေနော်အည်သွေးပိုင်းဆိုင်ရာကောင်းမွန်တဲ့ကစားမားတွေ character ပိုင်းဆိုင်ရာကောင်းတဲ့ကစားမားတွေနော်ဒါအပြင်သူတို့ကစားမားတွေရဲ့ဘယ်တော့ဒီအည်ချင်းက Manchester United level မှာရှိနေမယ့်ကစားမားတွေအများကြီးလိုတယ်အခုလက်ရှိကျွန်တော်တို့အနေနဲ့ဒါ Liverpool အဆင့်တက်ရောက်နေရဗျ Liverpool တင်းဒါ quality ဘိုင်းမှာလည်းအများကြီးသူတို့ရှိတာဟုတ်အရေးချင်းပိုင်းခဏထားအောင်ဗျာအာနုပွဲတိုင်းနီးပါးကစားနိုင်တယ် Robertson ပွဲတိုင်းနီးပါးကစားနိုင်တယ် ူနာတေးက injury ပြဿနာရတဲ့ကစားမှာဒါပေမဲ့ DRD မှာပွဲတိုင်းဒီပါကစားနိုင်တယ်ဘန်တိုက်ပွဲတိုင်းကစားနိုင်တယ်ကွင်းလယ်မှာ Grivan Bach ပွဲတိုင်းကစားနိုင်တယ် Alistair Subbuz တိုင်းပွဲတိုင်းကစားနိုင်တယ် Salah မင်းလွဲတယ်လို့ကိုမရှိဘူး Luis Diaz DRD မှာပွဲတိုင်းကစားနိုင်တယ်ဟုတ်တယ်မလားနော် Darwin Nunes ပွဲတိုင်းကစားနိုင်တယ်တော့ဂျူတာလောက်ကလွှင့်ရင်ဂျန်နစ်ကစားမတွေကပွဲတိုင်းကစားနိုင်ဒါကြီးသူရိရဲ့အကောင်ဆုံးဆက်တယောက်ဗျာဆိုတော့လီဗာပူးတင်းရဲ့အကောင်ဆုံးဆက်တယောက်မှာဂိုးသမားအလစ်ဆန်ကလွှင့်ရင်ဂျန်နစ်ကစားမတွေကပွဲတိုင်းဒီပါကစားနိုင်တယ် အမေတို့အလစ်ဆန်မရှိလို့ဆိုပြီးတော့ပြဿနာမရှိဘူးဗောနော်သူတို့ရဲ့အရန်ကိုသမားပြည့်တဲ့ဂဲလေဟာကလည်းကျွန်တော်ဒါဝင်ပြီးတော့ကစားတဲ့အခါမှာအရေးချင်းရှိတယ်ဗျာပြောချင်တာကအသင်းကောင်းတစ်သင်းမှာဟိုဒီအရေးချင်းရှိနေတယ်เนาะဘယ်လောက်ထိခြေသွန်းကောင်းနေပြနေတယ်ဆိုတာကလေသူတို့ကစားမားတွေဘယ်နှယောက်ပါနိုင်တယ်လဲဆိုတဲ့ပုံမှန်လည်းမူတီးတာကျွန်တော်တို့ဒါဒီလိုပဲဗျာဒါကြောင့်အသင်းနေနေဗောနော်ဘရူနိုဖနာဒက်စ်လိုကစားမားတွေကျွန်တော်အများကြီးလိုပါတယ်ဘရူနိုဖနာဒက်စ်လိုကစားမားတွေအများကြီးလိုပါတယ်ဆိုတော့ဒါဟာဟိုနီးပြအမ်ဘိုရင်အတွက်တော့ကစားသမားတွေကိုတတိပေးလိုက်တယ်လို့ပဲကျွန်တော်ယူဆတယ် ကျန်တဲ့ကစားမားတွေအနေနဲ့ဗျာတကယ်တမ်းတွေးကြည့်မယ်ဆိုလို့ရှိရင်ဒါလောက်တော့ဘာလို့ကျွန်တော်တို့ကြည့်ပါလားပွဲတိုင်းဒီပါလို့ကျွန်တော်တို့ပါနိုင်နေတာပဲတိုင်းပဲလို့ဗနော်ဒါလောက်လို့ကစားမားတွေအများကြီးလူတယ်ဆိုပြီးတော့ပြောမသွားဘူးဘာကြောင့်လဲဆိုတော့ဒါလောက်ကပါပဲကစားပဲကစားနေတာအကြီးချင်းကအဲ့လောက်မှမဟုတ်တာเนาะဒါကြောင့်ကျွန်တော်တို့အနေနဲ့ United အနေနဲ့ဗောနော် Bruno Fernandes လို့ကစားမားတွေအများကြီးလူပါတယ်ဆိုတော့အတင်းဘက်ကဘလောက်ထိကျွန်တော်တို့အနေနဲ့ဒီထပ်ပြီးတော့ကစားမားခေါ်တဲ့နေရာတွေမှာအမှန်ကန်ခေါ်ပြီးနိုင်မလဲကျွန်တော်ကတော့ဗျာ ဒီလိုအခြေအနေမျိုးမှာဗောနော်ဒီလိုအခြေအနေမျိုးအတင်းကတိုင်ပတ်နေပါပြီဆိုတော့ယာတီမျိုးဥရောပဝင်ကွင်းလဲလွဲသလောက်ဖြစ်မဲ့ယာတီမျိုးမှာနောက်တယောက်ကိုကျွန်တော်နောက်ထပ်ကစားမားတွေခေါ်တဲ့အခါမှာအရန်ကြီးအည်သွေးမြင့်လွန်းတဲ့ကစားမားတွေကိုဈေးတက်တတာနဲ့ဒါခေါ်နိုင်မှုကတော့တော်တော်ကိုခဲရင်လိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အပြောင်းရွှေ့တွေကိုကျွန်တော်ကြည့်ရင်ဒီဒီလက်ရှိခေတ်ဆိုတာမျိုးကပဲဈေးတက်တတာနဲ့ကစားမားကောင်းတွေအများကြီးရှာနိုင်မှုကမလွယ်တော့ဘူး။နော်စကောက်တင်းတွေကအည်ချင်းရှိနေမှအတင်းကိုဥဆောင်နေတဲ့သူတွေကအည်ချင်းရှိနေမှ เนาะကျွန်တော်တွေ့တော့မှာမဟုတ်လို့ရှိရင်တော့ကျွန်တော်မျက်လုံးထဲမှာ okay ဒီကောင်းတော့ကောင်းပြီးသားဟေးဆိုပြီးတော့မြင်ထားပြီးသား player တွေဆိုလို့ရှိရင်တရားတဲ့ဈေးတွေအများကြီးပေးရမှာပြဿနာကຫນွေမှာကျွန်တော်တို့ကဈေးအများကြီးတက်နိုင်တဲ့အသင်းမဟုတ်တော့ကစားမားတွေကိုခေါ်ဖို့အတွက်ကအဲဒါကြောင့်မနော် Manchester United အနေနဲ့ Manchester United အနေနဲ့ကျွန်တော်တို့သာဘယ်လိုပြောမလဲလာမယ့်ຫນွေရာသီပြောင်းရွှေ့မှာ Fernandes လို့အကြီးသွေးမြင့်ကစားမားတွေခွန်နိုင်ပါမလားတရားတဲ့ကူကတော့ Fernandes လို့ကစားမားတွေအများကြီးလိုတယ်ဆိုပြီးတော့ Ambrin ပြောသွားတာကကျန်တဲ့ကိုအသင်းပေါ်တွေအတွက်ပါနော် ော်တော်ကိုသတိပေးရဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ကွင်းထဲမှာသူတို့ရဲ့အရေးချင်းတွေပို့ပြီးတော့ကောင်းဖို့လိုတာနော်သူတို့ character ဘိုင်းဆန်ရာတွေအရာသူတို့တွေမှာအများကြီးလိုအပ်ချက်ရှိနေတာဒါတွေက MOD ထောက်ပြထားတဲ့အရာတွေပဲ။ဆိုတော့ညီကလို့နေနေရောလက်ရှိ အသင်းကတောက်လျှောက်ကြီးတိုင်ပတ်နေပါတယ်ဆိုတဲ့ຢာဒီမျိုးမှာ final ဆာတယောက်ထဲလူလူဒီတင်ကိုဆွဲတင်ပေးထားရတယ်။နော်ဟိုကစားတော့လေသူများတွေလူမျိုးတိုက်စစ်ပိုင်းမှာလဲကစားတာသူ့ရဲ့သူ့ရဲ့ပုံစံဖြစ်တဲ့တိုက်စစ်ပိုင်းမှာကစားရတာမျိုးမဟုတ်တော့ဘူး။ လုံးဝဟို deep zone ကိုသွားပြီးတော့ကစားနေရတယ်ဒါပေမဲ့အသင်းလိုအပ်နေတဲ့အချိန်မှာ twin goal တွေဖန်တီးမှုတွေကသူ့စီကနေပြီးတော့ပါလာတော့မယ်ဆိုတော့ MOD ပြောတဲ့ကျွန်တော်တို့အသင်းမှာ finalist လို့ကစားမှတွေအများကြီးလိုတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်